ိုက်ပိုင်နိုင်တဲ့ကိုမြန်မာဘက်ကနေပြင်ခတ်တဲ့လက်နက်ကြီးကြီးငါးလုံးကြောင်းပြီးနောက်ထိုင်းစစ်တပ်ကမြန်မာဘက်ကိုမိခိုးဘုံအမြောက်များသတိပေးပြန်တဲ့ပြင်ခတ်ထိုင်းနိုင်ငံပိုင်နယ်နယ်မြေနယ်ကိုမြန်မာဘက်ကနေပြင်ခတ်တဲ့လက်နက်ကြီးကြီးငါးလုံးကြောင်းပြီးနောက်ထိုင်းစစ်တပ်ကမြန်မာဘက်ကိုမိခိုးဘုံအမြောက်များသတိပေးပြန်လည်ပြင်ခတ်လိုက်ကြောင်းထိုင်းတော်ဝင်စစ်တပ်ကဒုတိယဗိုလ်ချုပ်ကြီးကထုတ်ဖော်ပြောဆိုကြောင်းဖော်ပြထားတယ် ယနေ့မနက်ပိုင်းကင်းပြည်နယ်များတွင်မြို့နယ်မင်းလက်ပန်ကျေးရွာနီးစစ်တပ်နှင့်တော်လှန်ရေးတပ်တွေတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးမြန်မာစစ်တပ်ကပြစ်ခတ်တဲ့60မမလက်နက်ကြီးဂျင်း၅လုံးကတိုင်းပိုင်နယ်နေမြေတွေကိုကျောက်ပောက်ခွဲခဲ့ကြောင်းထို့သောပောက်ခွဲမှုကြောင့်ထိုင်းရောက်မြန်မာနိုင်ငံသားနှုတ်ထိခိုက်တဲ့ရရှိခဲ့ကြောင်းရင်းနောက်ထိုင်းစစ်တပ်ကမြန်မာဘက်ကို120မမမိဂိုပုံအမြောက်ကြီးတွေကို ပြန်လည်ပြစ်ခတ်ခဲ့ကြောင်းသိရတယ်ထိုင်းစစ်တပ်ကနေဒုတိယဗိုလ်ချုပ်ကြီး မြန်မာဘက်ကိုတိုက်ပွဲတွေကြောင်းထိုင်းပိုင်နယ်အတွင်းကိုလက်နက်ခဲယံကြောင်းတဲ့အတွက်ထိုင်းစစ်တပ်ကလက်တုပ်ပြန်တဲ့နေ့ဖြင့်မိကိုပုံအမြောက်လေးလုံးကိုတုတ်ပြန်ပစ်ခတ်မိပေးခဲ့ကြောင်းတီးပြပြောကြားပါတယ်။ထိုင်းဘက်ကိုကြောင်းတဲ့60မမလက်နက်ကြီးကြောင်းထောင်းထိုင်းနိုင်ငံသားပိုင်ရက်သားနေတလုံးလည်းပြစီသွားခဲ့ကြောင်းသိရှိရတယ်။ ဆက်လက်ပြီးတရုတ်နဲ့မြန်မာစစ်တပ်တို့ပူးပေါင်းလှုပ်ဆောင်မဲ့မူဆယ်မန်လီရထားလမ်းသေးဖောက်လို့အစီအမံကိန်းကော်မတီကိုဖွဲ့ဝင်ဆက်ကိုဦးနဲ့မြောင်းလိုက်ကဖွဲ့စည်းပြီးမြထုံးကောဩကထာတာဝန်ပေးတရုတ်နိုင်ငံနဲ့မြန်မာစစ်တပ်တို့ပူးပေါင်းလှုပ်ဆောင်မဲ့မူဆယ်မန်လီရထားလမ်းသေးဖောက်လို့နိုင်ငံတော်အစီအမံကိန်းဦးဆောင်ကော်မတီကိုအဖွဲ့ဝင်ဆက်ကိုဦးနဲ့မြောင်းလိုက်ကဖွဲ့စည်းထားကြောင်းစစ်တပ်ကထုတ်ပြန်ထားတဲ့ပြန်တမ်းတွေကသိရပါတယ်။ အကြမ်းဖက်စစ်တပ်ကမူဆယ်မန်လက်ရထားလမ်းသိမ်းဖောက်လို့ရေးစီမံကိန်းအကောင့်တွေပေါ်ဆောင်ရွက်နိုင်ရေးအတွက်နိုင်ငံတော်အဆင့်စီမံကိန်းအကောင့်တွေပေါ်ဆောင်ရွက်ရေးဦးဆောင်ကော်မတီကိုဩဂုတ်လ30ရက်နေ့မှာဖွဲ့စည်းခဲ့ပြီးရင်းကော်မတီကိုပို့ဆောင်ရေးနဲ့ဆက်သွယ်ဝင်ကြီးပို့ချုပ်ကြည့်အောင်များထွန်းကဩဂတ်လဖြစ်ဦးဆောင်ကအဖွဲ့ဝင်၁၉ဦးပါဝင်နေအစိုးရကော်မတီရဲ့လုပ်ငန်းတာဝန်တွေကမူဆယ်မန်လက်ရထားလမ်းစီမံကိန်းအကောင့်တွေပေါ်ရဲ့ဆွေးနွေးခြင်းချင်းညှိနှိုင်းဆောင်ရွက်နိုင်မှုပေါင်းကိုရေးဆွဲတည်ပြုရန်ရင်းနောက်နိုင်ငံဆွေးနွေးကြတွဲဆောင်ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်နိုင်ရေးစီစဉ်ဆောင်ရွက်ခြင်းနဲ့ မူပေါင်းသဘောတူညီချက်ကိုလက်မှတ်ရေးထိုးရန်ဥစ္စာကော်မတီကစီမံကိန်းအတွက်လိုအပ်တဲ့ကော်မတီနဲ့ဖွဲ့စည်းဖွဲ့စည်းပြီးကြီးချက်ကိုကံရန်စီမံကိန်းအတွက်ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်ရတဲ့အတွန်းနှောင်းသက်တာရဲ့ဖွံ့ဖြိုးမှုရန်ပုံကိုရရှိဆိုင်ရာပေါင်းစပ်ညီနိုင်ဆောင်ရွက်မှုပါဝင်နေတယ်။အကြဖက်မြောက်လိုက်ကမန်လေးမူဆယ်ရထားလက်စီမံကိန်းကိုအမြန်ကောင်းထွေပေါ်ရန်ဆောင်နေပြီးရုရှားနဲ့ပါကုန်သွယ်မှုတွေလုံနိုင်မဲ့ခြေနေရှိကြောင်းယခုနှစ်စတင်ပါလာတရနေ့တရုတ်နိုင်ငံ TN ကျွန်းမြို့မှာပြုလုပ်တဲ့မြန်မာတရုတ်စီပွားရေးပူးပေါင်းဆောင်ရွက်မှုမြင့်တင်တွဲဆောင်မှုမှာထုတ်ပေါ်ပြောဆိုရတဲ့ မန်လေးမူဆန်မြရထာလမ်းမှာတရုတ်ကဆောင်းလုံးနေပေကျင်းကူမင်းရွှေလီမြင်ရထာနဲ့ချိတ်ဆက်မိဖြစ်ပြီးအဆိုပါမြရထာလမ်းမှာကြောက်ဖြူထိတိုးချဲ့ပြီးတော့ကုန်တွင်ပိတ်တရုတ်တောင်ပိုင်းပြည်နယ်အတွက်မြန်မာနိုင်ငံမှာတဆင့်ပင်လဲထွက်ပေါ်ရရှိစေမယ့်အခွင့်အလမ်းမြောက်လိုက်ကဆိုရယ်မူဆန်မန်လေးရထာလမ်းတွေဖောက်လို့အစီမံကိန်းအတွက်ဒီဇိုင်းကိုတရုတ်ဘက်ကတင်ပြမှုတွေရှိခဲ့တော့လဲစစ်တပ်ကစီစဉ်ရွေးချယ်နေစေဖြစ်ကြောင်းမူဆန်မန်လေးရထားလမ်းဒီစီမံကိန်းမှာကီလိုမီတာ400ကျော်ရှိရှိပြီးတော့အမေရိကန်ဒေါ်လာ10ဘီလီယံဝန်းကျင်ကုန်ကျနိုင်မယ်လို့ကနေအုံသုံးသက်ထားရလို့ကနေအုံသုံးသက်ချက်အစီရင်ခံစာအရသိရပါတယ်။ LND ဆွေးလက်ထံ2018ခုနှစ်အောက်တိုဘာလမှာပို့ဆောင်ရတဲ့ဆက်သွယ်ဝင်ကြီးဌာနမြန်မာမီးရဲဓာတ်ဌာနနဲ့တရုတ်နိုင်ငံ China Railway Furan Engineering Group Company Limited China Railway Group Limited တို့ကယထာလန်ဖောက်လို့စီမံကိန်းဖြစ်မြောက်နိုင်မှုလေ့လာကြေးဆောင်ရွက်နိုင်ရန်နာလည်းမူစာကျွန်တော် MOU ထိခဲ့ကြပြီးရင်းချိန်ကလေ့လာမှုစဉ်ကန်စာရေကိုလည်းယခုကော်မတီရဲ့လုပ်ငန်းဆောင်ရွက်မှုတွေမှာထပ်သွင်းစစ်ဆေးလျက်ရှိကြောင်းသိရပါတယ်။